ကွန်ပျူတာဝယ်တဲ့အခါမှာကျွန်တော်တို့ဘာတွေသိထားရမှာလဲပြီးတော့ကိုယ်ဝယ်တဲ့အခါမှာလည်းဘယ်လိုတွေစစ်ဆေးရမှာလဲဆိုတော့ဒီဗီဒီယိုလေးမှာပြောပြသွားမှာပါကဲဒါဆိုရင်တော့ဆက်ကြည့်လိုက်ကြရအောင်ဟယ်လိုအားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့နိုင်ငံမှာကွန်ပျူတာဝယ်တဲ့အခါမှာဘာတွေလုပ်ရမလဲဆိုတော့ကျွန်တော်ဒီလိုလေးမှာအသေးစိတ်ပြောပြပါမယ်။အများစုကတော့ကျွန်တော်တို့ဒီ စကန်ဟန်းဝယ်တာညားလိုက်မယ်ဒီဗီဒီယိုကတော့ကွန်ပျူတာအသစ်ဝယ်တဲ့လူတွေအတွက်မပါဘူးဒီစကန်ဟန်းပြန်ဝယ်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဒီဗီဒီယိုလေးမှာပြောပြသွားမှာပါကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်လေးလာထားသလောက်နဲ့ကျွန်တော်ဝယ်ဘူးတဲ့အတွေ့အကြုံရဒီဗီဒီယိုမှာပြောပြသွားမယ်ကွန်ပျူတာတစ်လုံးဝယ်တဲ့အခါမှာကျွန်တော်တို့ဘာအတွက်သုံးမှလဲဆိုတာအဓိကကြပါရဲ့ကွာနော်ကိုကဒီ office office ဆိုလို့ရှိရင်ဒီ8ဲပါဝါဝက် Microsoft အစရှိတဲ့ software တွေကိုသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ run 8လောက်ဆိုရင်အဆင်ပြေတယ် run ကတော့ကျွန်တော် multi app ပေါ့နော်ဒီ photoshop လောက်တိကိုတို့နိုင်နေပေါ့နော်အဲကြော်တော့မပြောတော့ဘူးဗျာတစ်ဆင့်ချင်းတွေ့ရလိုက်မယ်ပုံမှန်လဲကျွန်တော်ဒီ office ကကြတော့အစောပြောလို့ပဲ8 Microsoft power ဝက်အစရှိတဲ့ software တွေကိုသုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ CPU ရအရန်ကောင်းစရာမလိုလို့ run နေလည်းအရန်များစရာမလိုဘူးပေါ့နော် ်ပြီးသွားလို့ရှိရင်နောက်တစ်ခုကကျွန်တော်တို့လေဒီ online class တွေ zoom meeting တွေတက်ဖို့အတွက်လည်းကျွန်တော် run နေအများကြီးမလို့ပြီးသွားလို့ရှိရင်ဒီ cpu တွေအရန်ကောင်းစရာမလို့ပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်နားလည်မယ်လို့ထင်တယ်ကျွန်တော် acer power by microsoft သုံးဖို့လောက်ရေပြီးသွားတော့ဒီ zoom meeting တွေတက်ဖို့လောက်အတွက်နေတော့ကျွန်တော်တို့လေအစောပြောလို့ run နေ cpu တွေအရန်ကောင်းစရာမလို့ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်ဆိုလိုချင်တာ RAM 4လောက်နဲ့ကျွန်တော် SSD 128လောက်ဆိုရင်အဆင်ပြေပါတယ်။ဟတ်တက်ကိုဘာလို့ထည့်မပြောရလဲဆိုလို့ရှိရင်ဟတ်တက်ကအခုခေတ်မှာဟတ်တက်ကအရန်အသုံးဝင်တော့ ။ဘာလို့ဆိုလို့ရှိရင်သူ့ကိုက external hard disk လောက်ပဲကျွန်တော်တို့တွေထားပြီးသုံးတာများတယ်ပေါ့နော်။ဒီ SSD ကကြာ read write အရန်ကောင်းနေပြီ။ပြီးတော့ကျွန်တော်တို့ဒီကွန်ပျူတာကို smooth လဲပို့ပြီးဖြစ်စေတယ်ပေါ့။ဒီ software တွေ run တဲ့အခါမှာ။ကဲဒါဆိုလို့ရှိရင်ကျွန်တော်ခြုံပြီးပြောလိုက်ပေါ့နော်။ဒီ office တွေဒီ office ကဘာလဲဆိုလို့ရှိရင်ဆိုပါပြလို့ what to excel တို့ powerpoint တို့ microsoft တို့သုံးဖို့အတွက်လောက်ဆိုရင်ကျွန်တော် run phone နဲ့ ssd 128လောက်ဆိုရတယ်နောက်တစ်ခါဒီ zoom meeting လောက်နဲ့ကျွန်တော်တို့စာတီစာရဲ့အတွက်ဆိုလို့ရှင်လဲကျွန်တော် run phone နဲ့ ssd 128လောက်ရရပါတော့ CPU တွေအရင်ကြီးစဉ်းစားကြမလို့ဘူးအဲ့အတွက်ကျွန်တော် run ဒီကောင်းပြီးတော့ဗောနော်ဒီ body wire နည်းနည်းတန့်လို့ရှင်ဝယ်လို့ရဘူးကဲဒါဆိုလို့ရှင် office သမားတွေနဲ့ပြီးတော့ zoom meeting class သမားတွေပြောဆိုလို့ရှင် run ဘလောက်လောက်သုံးတယ်လဲနဲ့ CPU ဘလို့ရှင်နေရှိလဲဆိုအောင်နားလည်လိုက်မယ်လို့ထင်တယ်နောက်တစ်ခုကကျွန်တော်တို့ multi user ဗောနော် multi user ဆိုတဲ့အထက်မှာ gamer တွေကိုပြောတာမဟုတ်ဘူးကျွန်တော် photoshop သုံးမယ်ညာအဲပြီးတော့တခြား app လေးတွေနည်းနည်းပါးပါးလေးတွေသုံးမယ်ဆိုလို့ရှင်တော့ run က8လောက်ဆိုရင်အဆင်ပြေတယ် ဒီ graphic card ပါလဲရလဲမပါလဲရပါဘောနော်အများဆုံးကဒီ laptop တွေမှာ original သူတို့ပါထားတဲ့ဒီ graphic card လေးတွေရှိအဲ့ကောင်နေနဲ့သုံးလို့ရှိရင်လည်းအဆင်ပြေတယ်ဘောနော်ဒါဆိုလို့ကျွန်တော် Photoshop သမားတွေနဲ့ကျွန်တော်ခိုင်းပြောလိုက်မယ် Photoshop CC 2019ပဲဖြစ်နေနေအဲ Photoshop ဒီ Chrome မဟုတ်တဲ့တခြားဒီ Lightroom version တွေပဲဖြစ်နေနေဆိုလို့ရှိရင်ဒီ RAM 8နဲ့ SSD 128လောက်ဆိုရင်9နဲ့ SSD 128မဟုတ်ဘဲ256ဆိုရင်ဘာဖြစ်မလဲဆိုဘာမှမဖြစ်ဘူးသူက storage များလာတာပဲရှိလိမ့်မယ်ကျန်တာတွေအားလုံးကအတူတူပဲပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့ ကိုကဘာအတွက်သုံးတာလဲဆိုတော့နားလည်လိုက်မယ်လို့ထင်တယ်နောက်တစ်ခုကြံခဲ့လို့ပါဂိမ်းပါလေဂိမ်းမှာသမားတွေနဲ့ BU edit သေးရင်သမားတွေကတော့ run 60လောက်နဲ့ဒီ graphic card ကောင်းကောင်းမှအဆင်ပြေလိုက်မယ်ဒီ CPU ဆိုလို့ကျွန်တော်ကျွန်တော်မြင့်မြင်ပါဗျာဒီ CPU တွေမြင့်နေလေသူတို့တွေသုံးရတဲ့အခါမှာကိုယ် smooth ဖြစ်နေလေပါဗျာဂိမ်းမာတွေကတော့ဆိုရပြောလို့လုံးဝ high end level တွေကြီးသူတို့သုံးတာအဆင်ပြေလိုက်မှာနော်ဒါဆိုလို့ကျွန်တော်ဆိုဂိမ်းမာသမားတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်လို့ရမလဲဂိမ်းမာတွေဆိုလို့ရှိရင်ကျွန်တော်တို့ run ဆိုလို့ရှိရင်လည်းအနည်းဆုံး16ကက် aside ဆိုလို့ရှိရင်လည်းကျွန်တော်တို့ ီ M2 စာသာပဲဖြစ်နေလေဗျာကြိုက်တဲ့ SSD တက် SSD မှာအနည်းဆုံး256ဒီ512တော့ပဲဖြစ်နေနေပေါ့နော်တက်လို့ရတယ်ပြီးတော့ graphic card ဆိုလို့ရှိရင်လည်းကျွန်တော်များနေမှာဆင်ပြလိမ့်မယ်ကြက်ဒါဆိုလို့ရှိရင်လည်းကျွန်တော် gamer အတွက်ဆိုလို့ရှိရင် RAM လည်းများလေကောင်းလေပဲ CPU လည်းများလေကောင်းလေပဲ graphic card ဆိုလို့ရှိရင်လည်းများလေကောင်းလေပေါ့နော် gamer တွေကတော့ကျွန်တော်တို့ highest level တွေကြီးအားလုံး၃မှအဆင်ပြေပါလိမ့်မယ်ပေါ့နော်ဒါမှသူများနဲ့ battery တွေမှာဆိုလို့ရှိရင်တိကျတာကွာနေရတွေ့ပါလိမ့်မယ်ပေါ့ ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဂိမ်းပါရအတွက်ဆိုလို့ရှိရင်အမြင့်ဆုံးနေပဲရွေးဝယ်တဲ့လို့ဈေးအများဆုံးနေပဲထားပြီးဝယ်တဲ့မှာလေပေါ့နော်။ကဲဒါဆိုလို့ရှိရင်တော့ဒီလူရန်စာ3ရက်ကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြသွားတာ။ခြုံပြီးပြောလိုက်မယ်။ Office ပြီးသွားလို့ရှိရင်ဒီ Zoom Meeting Customer တွေအတွက်က Rambo SSD 128လောက်ဆိုအဆင်ပြေတယ်။ CPU စဉ်းစားကြမလို့။နောက်တစ်ခါ Multi User တမားရဖြစ်တဲ့ကျွန်တော်တို့ဒီ Photoshop တို့တခြား software လေးတွေ video edit အသေးသေးစားစားလေးတွေသုံးတဲ့ software တမားရဆိုလို့ရှိရင်တော့ကျွန်တော်တို့ RAM 8နဲ့ SSD 256လောက်ဆိုရင်အဆင်ပြေတယ်။ ကျွန်တော် storage ကကျွန်တော်တို့အရင်မယူဆိုလို့ကျွန်တော် 128GB လေးရတယ်ပေါ့နော်အစောပြောလို့ SSD ကအရင်မဟုတ်ဘူးအဲ storage များတာပဲရှိတယ်ပေါ့နော်အလုံးလုံးပုံကြီးက 128GB နဲ့ 256GB နဲ့လည်းအတူတူပဲပေါ့နော်ကဲဒါဆိုလို့ကျွန်တော်ဆိုပြောလို့ဒီ Mali အသမားတွေပြီးတော့ Photoshop သမားတွေပြီးတော့ editing အသေးစားသမားတွေဆိုလို့ရှိရင် RAM SSD 128တို့မဟုတ် 256GB နဲ့အဆင်ပြေတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက် gamer သမားတွေတော့ဆိုလို့ရှိရင် gamer တွေနဲ့ video editing အကြီးစားသမားတွေတော့ဆိုလို့ရှိရင်အဲကျွန်တော်တို့အစောပြောလို့ပဲ များလေကောင်းလေဈေးများလေကောင်းလေပေါ့အနည်းဆုံးသိန်း30ပတ်ချာလေတော့၃နံလို့ရှိရင် special တွေရတယ်ပေါ့နော်ကဲဒါဆိုတော့ဒီလူတန်းသား၃ရက်ကကိုဝယ်ခြင်းနဲ့ brand ကိုလည်းထပ်ရွေးရအောင်ပါပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်တော့ပုံမှန်ဆိုလို့ရှိရင်အဲ brand ကိုအဓိကမထားဘူးပေါ့နော်ဘာလို့ဆိုလို့ရှိရင်ကိုသုံးကျင်တဲ့ amount နဲ့ပြောတာကိုလိုချင်တဲ့ specification ရလို့ရှိရင်အဆင်ပြေတယ်ဒါကြောင့်မလို့ brand ကအရင်ကတော့အရင်မကြည့်ဘူးကျွန်တော်တို့ကတော့ကျွန်တော်သုံးကျင်တဲ့ specification နဲ့ ပြီးတော့ကျွန်တော်ရဲ့လုံမဲ့အလုံးနဲ့အဝင်ကွင်ကျဖြစ်နေရဆိုရင်အဆင်ပြေတယ်ဗောနော်ကိုယ်မှရှိတဲ့ပတ်စံနဲ့ကိုယ်ဝယ်ခြင်းနဲ့ဒီ specification နဲ့အဆင်ပြေရဆိုလို့ရှိရင်ဒီ brand ဆိုတာအရင်စဉ်းစားကြရမလို့တော့ဗောနော်ဘာလို့ဆိုလို့ရှိရင်စဉ်းစားကြည့်လိုက်ပြလွယ်လွယ်ကလေးပဲသူတို့တွေကဒီ company တွေအများကြီးရှိတဲ့ထင်သူတို့လည်းသူတို့ကိုယ်ပိုင် talent လေးတွေနဲ့သူတို့ရဲ့ကိုယ်ပိုင် creation လေးတွေနဲ့ကောင်းလို့မလို့သူတို့မှာ customer ရှိတဲ့အတွက်အခုလိုရက်တည်နိုင်နေတာဗောနော်ဒါကြောင့်အခုလို customer ဆိုတာလဲကျွန်တော်တို့လိုလူတွေတွေကလူတွေပဲ ဒါကြောင့်မလို့ brand ကိုစဉ်းစားကြမလို့လို့ကျွန်တော်ပြောတာပါကိုယ့်စီမှာရှိတဲ့ငွေ amount နဲ့ကိုလိုချင်တဲ့ specification တွေကိုအဆင်ပြေပြီဆိုလို့ရှိရင်တော့ဝယ်တာဝယ်လိုက်ပါပေါ့နော်ဒါဆိုလို့ရှိရင်တော့အစောပြောလို့အဲကျွန်တော်တို့လိုချင်တာတွေကဘာတောင်လိုချင်တာလဲနဲ့ဘာအတွက်သုံးမှလဲဆိုတော့နားလည်မလို့ထင်တယ်ကဲနောက်ဆုံးအရေးကြီးတဲ့အရာဘာလဲဆိုတော့ body ဘိုင်းပေါ့နော်ဒီကွန်ပျူတာတလုံးမှာ body ဘိုင်းကိုစစ်ဖို့လိုတယ် laptop တွေမှာဆိုလို့ရှိရင်စောက်ဝယ်ခြင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ laptop မှန်နေရပါပေါ့နော် အလင်းပြောက်လေးရှိနေဆိုလို့ရှိရင်တော့တတိထားပါအဲ့ဒီအလင်းဆက်နေတွေကကျွန်တော်အကြီးကြီးတွေဖြစ်လာပြီးနောက်ပိုင်းအစင်းချောင်းတွေထိပါဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ကွန်ပျူတာဝယ်တဲ့အခါမှာနံပါတ်1မဖြစ်မနေစစ်ရမှာကွန်ပျူတာတစ်လုံးရမှန်ပေါ့နော်မှန်ကတော့သူတို့ထားပေးထားလို့ကျွန်တော်တို့ဒီ background ကိုမထားဘဲနဲ့ကိုယ့်ဘာကို background သွားချင်းဖို့တော့လိုတယ် background ကပုံမှန်တမ်းဆိုလို့ရှိရင်တော့အမဲရောင်ဒါမှမဟုတ်လို့ရှိရင်အဲကျွန်တော်တို့ဒီအပြရောင်တောက်တောက်ပေါ့နော်အရောင်တောက်တောက်ကိုကျွန်တော်ဒီ dark ဘက်ကိုအမဲရောင်ဘက်ကိုသွားတဲ့ကောင်တွေကိုကျွန်တော်တို့ထားပြီးကြည့်ပါအဲ့မှာအလင်းပေါက်တွေတွေ့ပါလိမ့်မယ်ပေါ့နော် ဲ့လိုအလင်းပေါက်လေးတွေကိုကျွန်တော်အသေချာစစ်ဖို့လိုတယ်ဒါကနံပါတ်1ကွန်ပျူတာတစ်လုံးကိုစစ်မယ်ဆိုလို့ရှိရင်အလင်းပေါက် okay နောက်တစ်ခုကနံပါတ်2အဲကျွန်တော်ကွန်ပျူတာတစ်လုံးသွားဝယ်တဲ့အခါမှာသူတို့ software တွေထည့်ပေးလိမ့်မယ်ကျွန်တော် access scenario run ကိုကျွန်တော်တို့အလွယ်တကူဘယ်လိုစစ်လို့ရလဲဆိုလို့ရှိရင်သူထည့်ပေးထားတဲ့ software ၄ခုလောက်ကိုဖွင့်လိုက်မယ်ပြီးတော့ control shift escape ဆိုပြီးတော့အဲကျွန်တော် task manager ခေါ်လိုက်မှာနော် okay control shift escape မဟုတ်လို့ရှိရင်လည်းကိုယ့်ဘာကို window r နဲ့ကျွန်တော်တို့အဲ task manager ရိုက်လို့ရတယ်ပေါ့ဒါမှမဟုတ် window နဲ့ပြီး task manager လို့ရေးလို့ရတယ် control shift escape ကကျွန်တော် shortcut key ပေါ့နော် အိုက်ကောင်လေးနဲ့နှိပ်ပြီးတော့ကျွန်တော်တို့ဒီနေရာမှာသွားစစ်ပေါ့နော်။ကဲကိုကဒီနေရာမှာစစ်ကြည့်လိုက်လို့မှအခုလိုမျိုးကျွန်တော်တို့ဟိတွေစီဗီဆိုလို့ရှိရင်လည်းကျွန်တော်အမြင်ဆုံးတက်နေပြီ။အဲပြီးသွားလို့ရှိရင်ရန်နေဆိုလို့ရှိရင်လည်းကျွန်တော်တို့အစိုးရပြီလို့အမြင်ဆုံးနေတက်နေပြီ။ပေါ့နော်သူတတ်မှတ်ထားတဲ့ limit ကကျော်နေပြီ။နောက်တစ်ခုကကျွန်တော် access ရဆိုလို့ရှိရင်လည်းနေရပြီးတော့အခုလိုမျိုးဖြစ်နေပြီဆိုလို့ရှိရင်တော့ဒီလုံးကန်ဆယ်လိုက်ပါတော့နောက်ဆုံးထပ်ပြခိုင်းကိုကသူ့လက်ထဲကိုပတ်သက်မရောက်မချင်းဘာလို့လို့ရလဲဆိုလို့ရှိရင်ကို့မှာရွေးချယ်ပိုင်ခွင့်နဲ့အများကြီးရှိတယ် ဒါကြောင့်မလို့စကန်ဝယ်တဲ့အခါမှာအခုလိုတွေလုပ်ဖို့အရန်ရေးကြည့်ပါရယ်ပေါ့နော်အဲဆိုင်ရ customer နဲ့လည်းပြပြလဲလဲဆက်ဆံဖို့လို့လိုတယ်ကိုကအเจ้าညာကိုအခုလိုမျိုးတွေပြောပြပါမနော်ဒါဆိုလို့ရှိရင်အစိုးရပြောလို့ဒီ CPU တွေ RAM တွေ SSD တွေကိုအခုလိုလွယ်တကူအဲစစ်လို့ရရယ်ပေါ့နော်တကူမှားကျင်တာကစစ်မဲ့ဆိုလို့ရှိရင်တော့ဒါဆိုတော့မှာတင်ထား application ၄ခုလောက်ကိုဖွင့်ဖို့လိုတယ်အကယ်၍ application နဲ့ဘာမှထည့်မလာဆိုလို့ရှိရင်ဘာလို့လို့ရမလဲဆိုရင် Windows နဲ့ CMYI ကင်မရာလို့ရိုက်လိုက်ပြီးတော့ Windows နဲ့ အမှန်စီအောင် SQL Microsoft လို့ရိုက်လိုက်ပြီးတော့ Windows ထပ်နေအဲဒါ calculator ဆိုလဲ calculator Windows က basic ပါတဲ့ software တွေအကုန်လုံးကိုသီးသလောက်ရိုက်ထည့်ပြီးတော့အခုလိုမျိုးရိုက်ပြီးသွားတဲ့အခါကျမှ control အရှိ escape နဲ့အဲကျွန်တော်တို့တွေသူ့ရဲ့ပေါ့နော်အဲ data uses ကိုကျွန်တော်တို့ကြည့်မယ်စဉ်းစားကြည့်ဗျာအခုမှစပြီးသုံးတာဟိုမှာအခုလိုမျိုးအရင်ထနေရဆိုလို့ရှိရင်ခဏတော့စောင့်ကြည့်လိုက်စောင့်ကြည့်ရလို့မှမကြောက်ဘူးဆိုရင်တော့တေးကြတယ်မိတ်ဆွေနောက်တစ်လုံးထပ်ရွေးပေါ့နော်အခုလိုမျိုးလေးရွေးပြီးတော့မှ laptop တစ်လုံးကိုဝယ်စေခြင်းနဲ့ နောက်တစ်ခုကကျွန်တော်ဒီနိုင်ငံမှာရှိတဲ့ကျွန်တော်အပါဝင်လူအများစုက laptop တွေဝယ်ပြီးသွားလို့ရှိရင်မတုံးကြဘူးကွာမတုံးရင်တော့မိတ်ဆွေမစင်းစားနဲ့ပြတ်မှာနော်တစ်ချိန်ချိန်မှာပြတ်မှာဘာလို့လဲဆိုရင်ကျွန်တော်တို့ဝယ်ထားတဲ့ laptop က second hand ဖြစ်တယ်လို့တခြားလူလက်ထဲမှာဆိုလို့ရှိရင်သူ second hand ဖြစ်ခဲ့တယ်ပေါ့နော်ကျောင်းလည်းတမသူကြည်ကျင်ညက်တုံးတာပဲဖြစ်နေတယ်သူတခြားလူတွေမှာယူရိုတေတေတုံးတာပဲဖြစ်နေတယ်သူတုံးပြီးတော့ laptop ကျွန်တော်တို့ရတာဖြစ်တယ်ကျွန်တော်တို့ရတယ်သူ့ကိုပြန်မောင်းမှရမယ်အကယ်၍ကိုကပေါ့နော်ဒီ laptop ကိုမတုံးမနဲ့ပြစ်ထားခဲ့မှဆိုလို့ရှိရင် ပြတ်ဖို့ရအောင်တော်တော်များတယ်ပေါ့နော်။ဖုံနေကြီးတွေအနေပြီးအထဲမှာရှိတဲ့သူတို့တွေအဲဓာတ်တွေပြုတ်ပြီးတော့ကျွန်တော်တို့ဒီဖုံတွေကနေပြီးတော့အခဲတွေဖြစ်ပြီးတော့ဒီ keyboard တွေရဲ့ဒီ sensor တွေမှာသွားကပ်ပြီးတော့တန်ကြီးတွေတက်သွားပြီးရင် keyboard ကတောင်းလို့မရတာရှိလာနိုင်တယ်။အဲ့ဒါဆိုတာကျွန်တော် CPU တွေမှာတန်ကြီးတွေသွားကပ်တာတွေဖြစ်သွားနိုင်တယ်ပေါ့နော်။အစားရှိတဲ့မထင်ထားတဲ့အရာတွေအားလုံးဖြစ်သွားနိုင်တဲ့အတွက် laptop ရေကျွန်တော်ငွေကုန်ကြေးကြများများနဲ့ဝယ်ပြီးတော့ရင်တော့သုံးမှာအကယ်၍ကိုကဒီ အများကြီးမတုံးဖြစ်ဘူးဆိုရင်တော့မှကျွန်တော်တို့တချင်းလေးဖွင့်တာပဲဖြစ်နေနေတရားကိုယ်လေးဖွင့်ထားတာပဲဖြစ်နေနေအဲ့လိုလှုပ်ထားတင်ပါရယ်ပေါ့နော်ဒီတချင်းကြီးတရားကိုယ်လေးဖွင့်ထားတော့လဲရှော့မတွက်နဲ့ဒီရာလဲဒီ laptop ကိုခိုင်းထားတယ်ပေါ့နော်ဒါကြောင့်မလို့အခုလိုမျိုးလှုပ်ထားဖို့လိုတယ် laptop ဝယ်ပြီးမတုံးမဲမနေနဲ့မတုံးရင်တော့ပြတ်ပါလိမ့်မယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်အားဓာရအလုံးတည်းအရေးကြီးတာ run နေပါပေါ့နော် run နေကတော့ကျွန်တော်တို့ပုံမှန်တိုင်းဆိုလို့ရတနစ်ပေးတာရှိရတုံးနာပေးတာရှိရတလာပေးတာရှိတယ် ရန်နီများရင်များလို့ဈေးပို့ပေးရလိမ့်မယ်ရန်နီနဲရင်နဲဆိုဈေးလျှော့ပြီးပေးရရှိလိမ့်မယ်ပေါ့နော်ဥမာရန်နီတလဆိုလို့ရှိရင်6သိန်းဆိုလို့ရှိရင်အဲရန်နီတလကို6သိန်းဆိုလို့ရှိရင်ရန်နီတနှစ်ဆိုရင်6သိန်းခွဲဖြစ်သွားနိုင်တယ်6သိန်းခွဲ9000လောက်ကိုမမြင်နဲ့ပေါ့နော်ဒီရန်နီကာလမှာကိုအဲဒါတကူးကိုဖြစ်လို့ရှိရင်ကျွန်တော်တို့ပြန်ပြီးတော့သူ့စီမှာ ပြန်ပြီးတော့ရှင်းလို့ရရပေါ့နော် ဒါကြောင့်မလို့9000လောက်ကိုမမြင်နဲ့တခုခုပြတ်သွားလို့ပြင်လဲရပြီဆိုရင်9000တွေဖြစ်ချင်းဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်ဒီ running များလေလေပိုကောင်းလေလေဖြစ်တဲ့အတွက်အဲကျွန်တော် running ကိုအများတဲ့ဆိုင်ကိုပို့ပြီးတော့ရွေးပြီးဝယ်စေချင်ပါတယ်ပေါ့နော်ခုချိန်မှာဆိုလို့ရင်စူးလေလိုနေရာမျိုးမှာဆို laptop ဆိုင်တွေအများကြီးရှိတယ်အဲတော်တော်များများလည်းကောင်းကြပါတယ်အဲအလိန်ညာနဲတယ်ဒါပေမဲ့အစောကပြောတော့ running များပြီးတော့ကို body တက်တဲ့အလုံးတွေကိုဝယ်စေချင်တယ်ပေါ့နော်နောက်တစ်ခုဖြတ်ပြစ်စမယ် battery ဘက်ထရီကကြာတော့ကျွန်တော်တို့ဒီပုံမှန်တိုင်းဆိုလို့ရင်ဘက်ထရီကိုကျွန်တော်တို့ရေ running တစ်နှစ်ပေးထားရရှိတယ်ဘက်ထရီကအရေးကြီးတယ်ဘက်ထရီကို running တစ်နှစ်မဟုတ်ဘဲနဲ့ကျွန်တော်ဂျားထဲမှာ9လလို့3လလို့တဲ့မှာတစ်ခုခုပြတ်သွားလို့ရှင်ဘက်ထရီတစ်ခုကိုကျွန်တော်တို့အခုဈေးနှုန်းကတသိန်းခွဲပတ်ချလဲလောက်ရှိနေပြီဒါကြောင့်မလို့ကျွန်တော်တို့တွေအဲဘက်ထရီတစ်ခုခုပြတ်သွားလို့ရှင်လဲအစောကပြောလို့9000လောက်ကိုမမြင်နဲ့ဘောနော်ဒါဘက်ထရီတစ်ခုပဲရှိတယ်တခြားဟာကြီးဖြစ်နိုင်နေအများကြီးရှိတယ်ဒါကြောင့်မလို့ဒီ running များလေလေကောင်းလေလေ တောင်တောင်တသိန်း5000လောက်တသိန်းလောက်5000လောက်ပေးလဲရတာကိုသိချင်းမှာမထားနိုင်ဘူးเนาะโอเคဒါဆိုလို့ရှိရင်တော့ခြုံပြီးပြောမယ် runny ကိုများတာလေးဝယ်သေးချင်ပါတယ်ဗောနော်ကဲဒါဆိုလို့ရှိရင်တော့ဆော့ body ကိုစစ်မယ်ဒီ computer တစ်လုံးရဲ့ body ကိုစစ်မယ်ဆိုလို့ရှိရင်အရေးကြီးဆုံးကဆော့ပြလို့ကျွန်တော်မှန်ပြီးသွားဆိုလို့ရှိရင်တော့ဒီ computer ရဲ့ key ဗောနော် key တွေအားလုံးစစ်ပါ key တွေအားလုံးမိပြီဆိုလို့ရှိရင်နောက်တစ်ခုဘယ်လိုသွားမယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့ camera ဗောနော် camera ရမရစစ်မယ်ဒါတွေအားလုံးစင်ပြသွားရဲ့ဆိုလို့ရှိရင်တော့ နောက်ဆုံးပဲအရေးကြီးတာကတော့ကျွန်တော် touch pad ပေါ့နော်အ touch pad ကအဆင်ပြေလားပြုတ်နေလားပေါ့နော် touch pad ကိုလည်းကျွန်တော်စစ်မယ် touch pad ကိုလည်းကျွန်တော်တို့စစ်မယ် touch pad လည်းကောင်းတယ်ကင်မရာလည်းကောင်းတယ်ပြီးသွားတော့ကျွန်တော်ဒီအဲဘက်ထရီလည်းကောင်းတယ်အစသက်ဒီမှန်လည်းကောင်းတယ်ပေါ့နော်အကုန်လုံးကောင်းပြီဆိုလို့ရှိရင်တော့ကျွန်တော်အဆင်ပြေနေပြီလို့ပြောလို့ရတယ်ပေါ့နော်အားလုံးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်အရေးကြီးဆုံးနေမှာထပ်ပါတဲ့ကျွန်တော် power adapter ပေါ့ဒီ computer adapter ကိုကျွန်တော်စစ်ရမယ်။ computer adapter ကိုကျွန်တော်တို့ရှင်မှာတွင်းကြည့်လိုက်ပါ။အရန် heat တက်နေရဆိုလို့ရှိရင်တော့တခါလေးလဲလာလိုက်ပါနော်။ ကွန်ပျူတာက brand တစ်ခုကျိုးက brand တစ်ခုဆိုလို့ရှိရင်လည်းကျွန်တော် heat တက်နိုင်တယ်အဲ့လိုခါမျိုးမှာကျွန်တော် chain ပေးလို့ရမရအောင်မေးကြည့်ပါအဲ chain မပေးနိုင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်အဆင်မပြေတော့ပြန်လာပြောမယ်ဆိုတဲ့အကြောင်းလေးကိုပါတစ်ခါလဲသူတို့ request လုပ်ခဲ့ပါဘောနော်အဲဒါကတစ်ချင်ချင်မှဖြစ်လာပါလိမ့်မယ်ကွန်ပျူတာကဒီ dev ဖြစ်ပြီးတော့တခြားသုံးထားတဲ့အကျိုးရတခြားအကျိုးဖြစ်နိုင်တယ်အဲ့လိုမျိုး brand မတူတာရှိနိုင်တယ်များသော linux ပေါ်မှာဖြစ်ဖို့များလိမ့်မယ်ကြက်ထားတော့ထားလိုက်ပါသူ brand နဲ့ brand ကိုရံမတိုက်ပြီးတော့ဘူး အသွင်းလို့ရတာရှိတယ်။ဒါကြောင့်မလို့ကျွန်တော်ကွန်ပျူတာနဲ့ဒီပါဝါပေါ့နော်အက်ဒပ်တာကိုဘရန်ဒူတာလေးကိုတစ်ချက်စစ်ခဲ့ဖို့လိုတယ်ပေါ့နော်။ကဲဒါဆိုတော့ဗီဒီယိုလေးကနည်းနည်းရှင်းသွားရတာမို့ကျွန်တော်စေတနာလေးများပြီးပြောပြသွားတာပေါ့နော်။ကဲဒါဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကဲရေးမသိတာနားမလည်တာတခုခုရှိလို့ရှင်လဲကျွန်တော်ရဲ့ဒီဖုန်းနံပါတ်လေးကိုတိုက်ရိုက်ဆက်သွယ်ပြီးတော့အခုညတောင်းလို့ရပါတယ်ပေါ့နော်။ကျွန်တော်တတ်နိုင်သလောက်အားရင်အားသလိုပြန်ဖြေပေးပါရစေ။ဆက်ဖူးတဲ့လူတွေသိပါရယ်ပေါ့နော်။ကဲ ဒါဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအစားဆုံးကြည့်ရှုပေးခဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်ကွန်ပျူတာဝယ်တဲ့အခါမှာရင်းနေနဲ့ကြုံရပါသည်